င်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီလုံးမဲ့ရွှေကောက်ပွဲကိုကုလသမဂ္ဂလက်မှတ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်စစ်ကောင်စီလုံးမဲ့ရွှေကောက်ပွဲကိုကုလသမဂ္ဂအနေနဲ့အတိမတ်ပြုလက်ခံမှာမဟုတ်ဘူးလို့မြန်မာနိုင်ငံလူခွင့်ရေးဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ် Trend Into ကပြောပါတယ် ပြီးခဲ့တဲ့စောလ25ရက်ကပြုလုပ်ခဲ့တဲ့ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့59ကြိမ်မြောက်အစည်းအဝေးမှာခုလိုပြောဆိုခဲ့တာပါ2025ခုနှစ်ကုန်ပိုင်းမှာစစ်ကောင်စီကျင်းပဖို့စီစဉ်ထားတဲ့ရွေးကောက်ပွဲဟာအလေအညာဟန်ဆောင်မှုဖြစ်ပြီးအာဏာရှင်စနစ်ကိုတည်ရင်ဝင်ဖြစ်လာဖို့လှုံ့ဆော်နေတဲ့ကြိုးပမ်းချက်လို့လည်းပြောပါရယ်နောက်ထပ်တစ်ပုံအနေနဲ့မြန်မာနိုင်ငံကအရှိတောင်အားရှာမှလူကုန်ကူးခြင်းအွန်လိုင်းလိမ်လည်မှုများနဲ့နေဆက်ဖြတ်ကျော်မှုကများဖြစ်ပွားရာဒေသဖြစ်လာနေပြီးမြန်မာပြည်သူများစင်ရွင်ကြနေတဲ့အကြောင်းတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံကအရှိ ှိတောင်အာရှဒေသမှာလူကုန်ကူးခြင်းနဲ့ဆက်နွယ်နေတဲ့အွန်လိုင်းလိမ်လည်မှုတွေနဲ့နေဆက်ဖြတ်ကျော်မှုကင်းများဖြစ်ပွားရဒေသတစ်ခုဖြစ်လာနေကြောင်းကုလသမဂ္ဂဆိုင်ရာမြန်မာမြင်းလဲကိုယ်စားလှယ်တာမတ်ကြီးဦးကျော်မိုးထွန်းကဆွန်ပါတယ်။ဆွန်လာ30ရင်းနေနယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်မှာ United Nation Global Plan on Action to Combat Trafficking in Person အတွက် အစင်းမြင့်အစည်းအဝေးအတွက်ကြိုတင်ပြင်ဆင်တဲ့အနေနဲ့သက်ဆိုင်ရာတာဝန်ခံများနဲ့အလွတ်တဘောအပြန်အလှန်ဆွေးနွေးတဲ့အစည်းအဝေးမှာ၎င်းကထပ်ပါတိုင်းပြောဆိုလိုက်တာပါမြန်မာနိုင်ငံမှာအရက်သားပြည်သူများအထူးသဖြင့်မျိုးသမီးများမိန်းကလေးငယ်များကလေးငယ်များနဲ့လူငယ်လူရွယ်များအနေနဲ့စေအောင်စုရဲ့ရက်ဆက်ကြံ့ကြမှုဒဏ်ကိုခါးစည်းခံနေရကြောင်းမြန်မာနိုင်ငံကအရှိတောင်အာရှဒေသမှာလူကုန်ကူးခြင်းနဲ့ဆက်နွယ်နေတဲ့အွန်လိုင်းလိမ်လည်မှုတွေနဲ့နေဆက်ဖြတ်ကျော်မှုကင်းတွေခြေခြေပြက်ပြက်ဖြစ်ပွားရာဒေသတစ်ခုဖြစ်လာကြောင်းစီးပွားရေးကြာဆင်းမှုနေရက်ဆုံခွာမှုနဲ့ထိုက်တင်စီလျာမှုမရှိတဲ့ဝန်ဆောင်မှု ှုတွေကြောင့်ပုံမများပြားစွာသောမိသားစုတွေမှာနေစင်နေအများဆင်းရဲတွင်ကိုကြာရောက်နေကြကြောင်းတမ်မတ်ကြီးကပြောဆိုပါတယ်နိုင်ငံတကာတိုင်းဝိုင်းနေတဲ့လူကုန်ကူးခြင်းပြဿနာဖြေရှင်းဖို့အတွက်အထောက်ကျိုးပန်းနေခြင်းမှာပြဿနာရင်းစမြစ်ကိုဖြေရှင်းရေးကအထူးအရေးပါကြောင်းမြန်မာနိုင်ငံအတွက်တော့ဆေးအာဏာရှင်စနစ်ချုပ်ငြင်းရေးမတရားဆေးအာဏာသိမ်းမှုချုပ်ငြင်းရေးနဲ့စီရင်စုမှအကျိုးခံစားနေရတဲ့ပြစ်ဒဏ်ကင်းလွတ်ခွင့်ချုပ်ငြင်းရေးတို့ကသာလျှင်ပြဿနာကိုရှေ့ရှိတည်တံ့စွာဖြေရှင်းနိုင်မယ့်အဓိကကြတဲ့နည်းလမ်းဖြစ်ကြောင်းတမ်မတ်ကြီးဦးကျော်မိုးထွန်းကဆိုပါတယ်မြန်မာနိုင်ငံမှာအဒ သည်လို့လူမဆန်တဲ့ရာဇဝတ်မှုတွေမြင့်တက်လျက်ရှိကြောင်း2021ခုနှစ်ဖေဖော်ဝါရီလအတွင်းမတရားဆင်ဆာနာသိမ်းမှုဖြစ်ပေါ်ခဲ့ပြီးတဲ့နောက်အကြမ်းဖက်စစ်တပ်ကအပြည်ပြည်ဆိုင်ရာဥပဒေနိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေနဲ့နိုင်ငံတကာလူအခွင့်အရေးဥပဒေတို့ကိုကြီးလေးစွာချိုးဖောက်လျက်ရှိကြောင်းစစ်အုပ်စုအနေနဲ့အရှက်သားပြည်သူလူထုပေါ်မစင်မကျင်လေကြောင်းမှတိုက်ခိုက်ခြင်းတပ်ဖြတ်ခြင်းမတရားဖမ်းဆီးချုပ်နှောင်ထိန်းသိမ်းခြင်းကြီးပြားများနဲ့မြို့များကိုမိရှုဖျက်ဆီးခြင်းနဲ့အဓမ္မတက်သားစုဆောင်ခြင်းစာရေးရက်ဆက်ကြမ်းကြုတ်မှုတွေကိုကျူးလွန်လျက်ရှိကြောင်းပြည်တွင်တရားဥပဒေစိုးမိုးမှု တွေဖြည့်ဆည်းခံထားပြီးဖြစ်ကြောင်းသူကဆက်ပြောပါရယ်အကြံဖက်စင်အောင်စုရဲ့ရဆက်ကြံကြုံမှုတွေကြောင့်ဒီကနေ့တည်ပြည်သူအလျောက်ပေါင်း6800တော်တပ်ဖြတ်ခံခဲ့ရပြီးနေအိမ်လုံးပေါင်းတသိန်းတသောင်းမှဖြည့်ဆည်းကြဓမ္မမဟုတ်မိရှုခြင်းခံခဲ့ရကြောင်းပြည်သူ3.5တန်းကျော်မှနေရစွန့်ခွာနေရပြီးတန်း20ကျော်မှလူသားချင်းစာနာထောက်ထားမှုအကူအညီများရှိဖို့လိုအပ်လျက်ရှိကြောင်းသူကရှင်းလင်းပြောဆိုပါရယ် ပြည်သူများစုမှပြည်ရင်းမှထွက်ပြေးစွန့်ခွာနေရပြီးအများစုအထူးသဖြင့်အမျိုးသမီးများမိန်းကလေးငယ်များနဲ့လူငယ်လူရွယ်များကလူကုန်ကူးခြင်းရန်ဆွဲကြောင်းထိခိုက်လွယ်လျက်ရှိကြောင်းအဲဒီတည်းမြန်မာနိုင်ငံမှာအကြံဖက်ဆဲအုပ်စုလောက်မှာ United Nation Global Plan on Action to Combat Trafficking in Persons ကိုထိရောက်စွာအကောင့်ထဲပေါ်ဆောင်ရွက်နိုင်မှာမဟုတ်ကြောင်းပြည်သူများရဲ့ထောက်ခံမှုနဲ့နိုင်ငံတကာရဲ့ထောက်ခံမှုတို့ကိုရရှိထားတဲ့ရွေးကောက်ခံတရားဝင်ရတားဆိုရကသာလည်းမြည်မြမုံမြတ်သောတာဝန်ကိုပြေကွာစွာထမ်းဆောင်နိုင်မှာဖြစ်ကြောင်းမြန်မာနိုင်ငံမှာ ှာအဆိုပါရှိမှန်းချက်ပန်းတိုင်းပြည်မီဖို့အတွက်မိမိတို့ကိုဝိုင်းဝန်းပံ့ပိုးပေးကြဖို့တာမတ်ကြီးဦးကျော်မိုးထွန်းကတောင်းဆိုလိုက်ပါတယ် နောက်ထပ်တစ်ပုတ်အနေနဲ့လူလူထောက်ခံမှုမရှိတဲ့ပါတီများနဲ့စစ်ကောင်စီရွေးကောက်ပွဲလုပ်ဖို့ပြင်ဆင်နေတယ်လို့ NUG ပြောတဲ့အကြောင်းပြန်ဆက်ပြီးပါမယ်။လာမယ့်နှစ်ကုန်ပိုင်းမှာရွေးကောက်ပွဲလုပ်မယ်လို့ကြေညာထားတဲ့စစ်ကောင်စီကလူလူထောက်ခံမှုမရှိတဲ့ပါတီတွေရဲ့ရွေးကောက်ပွဲကိုကျင်းပဖို့ပြင်ဆင်နေတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကပြောပါတယ်။ဇူလိုင်လ1ရက်နေ့မှာပြုလုပ်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာကိုသတင်းစကားပြောကြားခြင်းအစီအစဉ်မှာ အန်ယူဂျီဝင်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံလက်ကခုလိုပြောဆိုခဲ့တာပါပြည်သူအာဏာကိုမတရားသိမ်းယူဖို့ကြိုးစားနေတဲ့တရားမဝင်စင်အုပ်စုကရွှေကပွဲကိုကျင်းပဖို့အခွင့်အာဏာမရှိသလို2020ရွှေကပွဲရလက်ကတရားဝင်နေစေဖြစ်ကြောင်းဒီရွှေကပွဲရလက်အရာပေါ်ပေါက်လာတဲ့ဥပဒေပြုရေးမန်တိုင်အုပ်ချုပ်ရေးမန်တိုင်တွေကလည်းအခိုင်အမာတည်ရှိနေကြောင်းဆိုပါတယ်ဒါအပြင်ပြည်သူလူထုရဲ့သဘောထားကိုစန့်ကျင်နေတဲ့တရားမဝင်ရွှေကပွဲကိုဖန်တီးပြုလုပ်နေတာဟောင်းဒီမိုကရေစီကိုချိုးဖောက်နေတာဖြစ်ကြောင်းရွှေကပွဲမှာရှင်ပြိုင်မယ်လို့မှတ်ပုံတင်ထားကြတဲ့ပါတီတွေကလည်း ူတုထောက်ခံမှုမရှိတဲ့ပါတီတွေဖြစ်တယ်လို့ဝေဖန်ပြောဆိုကြပါတယ်။တရားမဝင်အတုရောင်ရွှေကောက်ပွဲတွေဝင်ရောက်ရှင်ပြိုင်မယ်လို့မပုံတင်ထားကြတဲ့နိုင်ငံပါတီတွေဟာ2020ထွေထွေရွှေကောက်ပွဲမှာပါတီအားလုံးပေါင်းရင်တောင်ပြည်ထောင်စုလွတ်တော်အနေနဲ့ဆယ်ရာခိုင်နှုန်းပြည့်အောင်အနိုင်မရရှိခဲ့တဲ့လူတုထောက်ခံမှုမရှိတဲ့ နိုင်ငံပါတီတွေဖြစ်တယ်လို့ဦးနေဖုံးလက်ကဆိုပါတယ်စစ်ကောင်စီကရွေးကောက်ပွဲမလုပ်ခင်မှာအတူရောင်ငင်းချင်းဆွေးနွေးပွဲဟန့်ပြပြုလုပ်နေကစကိုင်းငလင်ကြီးလှုပ်ခတ်ပြီးပြည်သူတွေဒုက္ခရောက်နေချိန်မှာလည်းစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှု982ကျင်းကျူးလွန်ခဲ့တာကြောင့်တိဆုံသူ600ရှိရောက်ထိရှိခဲ့တယ်လို့သိရပါတယ်ဆီယာနာရှင်စနစ်ချုပ်ငိမ်းမှသာငင်းချင်းကိုဖော်ဆောင်နိုင်မှာဖြစ်တာကြောင့်ပြည်သူလူထုအပါအဝင်နိုင်ငံတကာဖွဲ့စည်းတွေအနေနဲ့တူယောင်ရွေးကောက်ပွဲပါဝင် အထူးအရောင်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ဒီလုပ်ငန်းစဉ်တွေမှာပါဝင်နေသူတွေအားလုံးကိုတော်လန့်ဆန့်ကျင်ကြဖို့လည်းတိုက်တွန်းနှိုးဆော်ထားပါတယ်။ငြိမ်းချမ်းညီလာခံဆိုပါလားအမှန်တော့ညီလာခံလို့မြန်မာ narrative ဆိုတဲ့ခြေလှမ်းတွေကမအားလိုက်ရဲ့တရားမဝင်ရွေးကောက်ပွဲအောင်မြင်စေဖို့တိုင်ဝိုင်းပြီးလှုပ်ဆောင်နေတဲ့အရာတွေပါပဲဒီလို pre election forum post election forum တို့ရဲ့လာနိုင်နေဆိုတာက ဝေဆောင်ဆွနိဝဲပြီးကလေးကသူတေသနာရောင်ရောင်ဘာရောင်ရောင်လုပ်နေတဲ့ချင်းမိုင်ချင်းဆိုင်ပွဲတစ်ပွဲက driver ဆိုသူကနှစ်ကြောင်းပြီးပြောဆိုခဲ့တာတတိထားမိပါတယ်ကြိုတည်နေကြတာလားသူတော်ချင်းတည်င်းလွေ့လွေ့ပေါင်းဖက်ကြတာလားတော့မသိဘူးပေါ့လေဒါပေမဲ့မအားလားဖို့ NC စင်းဆိုတဲ့နှစ်ယောက်တစ်ပိုင်းအဖွဲ့ရီအင်အားရှိတဲ့အဖွဲ့ရီကမတက်ကြပါဘူးရွေးကောက်ပွဲငန်းငန်းတက်နေတဲ့နှစ်ယောက်တစ်ပိုင်းပါတီတွေကလည်းရှိနေတဲ့အပြင် စစ်တပ်လုံးသမျှမပါမစို့ပံပိုးပြီးမဲ MPC တဖြစ်လဲပုံကိုတွေကလည်းရှိနေတော့ဒီလိုညီလာခံမျိုးကောက်လုံးလိုက်ဖို့မခက်ဘူးပေါ့အဲ့ဒီတည်းမှာတင်ရှိချင်းလိုလူမျိုးကပါတလာတော့မှအလားတူအတိုင်းထက်အလွန်ပါပဲဒီလိုညီလာခံတွေကတရုတ်ဦးစီးကျင်းပါတယ်အာဆီယံစည်းဝေးတွေလို့ တရုတ်ပြည်တွင်ကျင်းပတဲ့ဘာဖိုရညာဖိုရန်တွေလိုခေါင်းစဉ်တွေကငင်းကျင်းတည်ငြိမ်စသဖြင့်နဲ့ဟိန်းနေအောင်မျိုးစုံပြီးကြပြီမဲ့တကယ့်ရည်ရွယ်ချက်ကဘာမှမြင့်မြင့်မမရှိတာမဟုတ်ဘူးအပြတ်တသက်ခိုင်းတာလုပ်မဲ့သူတွေနဲ့လှုပ်ပြကြတာပါပဲအကျိုးသက်ရောက်မှုကဘာမှရှိမှာမဟုတ်ဘူးဆိုတာလည်းသိပြီးသားပါပဲတခုပဲရှိတဲ့စစ်တပ်ခိုင်းတာကိုဘသူကတက်တက်ကြွကြွလှုပ်တယ်လဲဆိုတာသိပြီးနောက်အသုံးချဖို့လူစင်းယူတာမျိုးတော့ဖြစ်နိုင်ပါတယ်တက်တဲ့သူတွေကလည်းမအားလားတွေတော့မဟုတ်ဘူးဒါကိုသိပြီးသားတွေပါသူတို့မှလည်းကေကျူးဥကကိုကြီးတို့ကအစားကိုကျူးမျောမှန်းချက်ကိုစီနေ 养垃圾啦，冇。 တကယ်တော့ငင်းချင်းညီလာခံဆိုတာတွေကိုအရင်အစိုးရလက်ထက်မှာအစစ်မှန်ကျင်းပခဲ့ကြပူပါတယ်ဒီလိုကျင်းပရင်းဆိုတာအင်အားစုတွေအများစုပါဝင်နိုင်လို့အခြေအနေတစ်ခုအလဲပြောင်းဖြစ်နိုင်တဲ့အခြေအနေဖြစ်လို့အင်အားစုအလုံးစိတ်အားထက်သန်မှုရှိတဲ့အခြေအနေမျိုးမှာကျင်းပတာဖြစ်ပါတယ်အဓိကအဖြစ်နိုင်ငံပြောင်းလဲကကောင်းတဲ့ဘက်ကိုဦးတည်နေခြင်းမျိုးမှာကျင်းပကြတာဖြစ်ပါတယ်အဲ့လိုအချိန်မှာတောင်မှစစ်တပ်ကဝင်ပြီးကလန်တိုင်နေလို့အဲ့ဒီညီလာခံတွေဘာမှတိုးတက်မှုမရခဲ့တာအများအသိပဲမဟုတ်လားစစ်တပ်ကသူနဲ့မဆိုင်တဲ့နိုင်ငံကိစ္စတွေမှာအသေးစိတ်ပါဝင်နေလေစိတ်ရှုံလေပါ ဲ့ဒါကမြန်မာနိုင်ငံအတွက်လုံလောက်တဲ့တည်တည်အခိုင်အမာရှိနေပြီးပါပြီအခုအချိန်တွေကဘာလဲဆီယာနာသိမ်းမှုကြောင့်မြန်မာစီးပွားရေးဟာအမေရိကန်ဒေါ်လာ39.6ဘီလီယံဆုံးရှုံးနေရတဲ့အခြေအနေဖြစ်တဲ့စစ်တုံးစစ်တွေကြောင့်ပြည်တွင်းကျွေးမီ62ရာခိုင်နှုန်းတိုးလာနေခြင်းဖြစ်တဲ့ဒါရီဟာ29ရက်နေ့မှာကျင်းပမယ်59ကြိမ်မြောက်ကုလသမဂ္ဂလူ့ခွင့်ရေးကောင်စီအစည်းအဝေးမှာကုလလူ့ခွင့်ရေးမဟာမင်းကြီးဖိုကာတက်ရဲ့အစီရင်ခံမှုမှာပါရှိနေတာဖြစ်ပါတယ်ဒီအစီရင်ခံစာမှာမြန်မာစီးပွားရေးကိုအသေးစိတ်ဖော်ပြထားတာဖြစ်ပါတယ်မြန်မာစီးပွားရေးအလွန် မင်းချစင်းနေကြောင်းငွေကြီးဖောင်းပွားမှုအလုံးမြန်မာနေပြီး2024-25မှာ30ရာခိုင်နှုန်းထိငွေကြီးဖောင်းပွားနေကြောင်းမြန်မာကျပ်ငွေကအမေရိကန်ဒေါ်လာနဲ့နိုင်ရှင်မာက90ရာခိုင်နှုန်းချစင်းနေကြောင်းဖော်ပြထားတာဖြစ်ပါတယ်ဒီလိုဖြစ်ရတဲ့အဓိကအကြောင်းရင်းကစစ်တပ်ကဗဟိုဘဏ်နဲ့တင်ရစာတာဒူးဖော်ရေးပါဝင်နိုင်ငံတော်စီးပွားရေးအလုံးကိုထိန်းချုပ်ထားတာကြောင့်ဖြစ်တယ်လို့ဆိုတာပါ ငွေလဲနှုံသက်မှတ်ပြီးဓမြတိုက်သလိုအတင်းအဓမ္မငွေလဲခြင်းကစစ်တပ်ကိုဝင်ငွေများစွာရရှိစေတာလည်းဖြစ်တဲ့တကယ်တော့တတိုင်းပြည်လုံးဒုက္ခပင်လဲဝင်နေပြီးလူလူကတော့မွဲပြီးမွဲနေတဲ့အခြေအနေဖြစ်နေတာပါပဲဒီလိုအခြေအနေမျိုးမှာငွေကုန်ခံပြီးညီလာခံတွေလို့ရွှေကပွဲတွေလုပ်တယ်ဆိုတာနိုင်ငံရေးထွက်ပေါက်တခုရမလားဆိုတဲ့မတန်မရစိတ်ကူးနဲ့လုပ်နေတာပါတင်ယုံရုရှားနဲ့ဘာမှတမ်းဝင်တဲ့ဘလာရုစ်နိုင်ငံလိုနိုင်ငံတွေကတော့ထောက်ခံယုံလောင်းနဲ့မအားလာကဘာမှလူရဝင်လာမှာမဟုတ်ပါဘူးပြည်တွင်းစည်းစိမ်းပွဲအချက်တွေကလည်းတက်တာလာစရာအကြောင်းမရှိပါ ပါဘူးအထူးသဖြင့်တော့မကြခင်ကာလတွေတွင်ကြီးမားတဲ့စီရေဆုံးရှုံးမှုတွေတောင်ထပ်ရှိလာဦးမှာပါမဟာလာစင်အောင်စုက2025မကုန်ပြီလာမယ့်9လအတွင်းမှာစီရေနိုင်ငံစီးပွားရေးတွေရမရှိနိုင်မကင်နိုင်အခြေအနေမျိုးကြုံရစရာရှိနေတာပါတော်လိုင်းအင်အားစုများရဲ့ခိုင်မာတဲ့တန်နိုင်ထန်တဲ့စူပေါင်းစွန့်ရီတွေကအခြေအနေအလုံးကိုအဆုံးဖြတ်ပြီးသွားမှာပါညီလာခံနေရွှေကောက်ပွဲတွေကမဟာလာလိုလူအတိုက်တွေနောက်ဆုံးထားတောက်တဲ့မိတောက်ကလေးလောက်ပဲဖြစ်နိုင်ပါတယ်ဒါထက်မပေါ်နိုင်ကြောင်းအခြေအနေရရက်ကိုကြည့်ရင်တွေ့မြင်နိုင်မှာဖြစ်တယ်လို့ရှိသားထားတာကိုတင်ဆက်ပေးလိုက်ရပါရရှင်